အားလုံးပဲမင်္ဂလာပါ story ဘောယူကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါဖက်ပြပေးခြင်းနဲ့ဝိထုလေးကတော့ဆီယမကြီးခင်ခင်ထူရဲ့ကြည်တရာရာသာစာစုများစာအုပ်ထဲကတစ်ပင်မျိုးဆိုတဲ့စာစုလေးကို ဖက်ပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါအောင်ရှင်တစ်ပင်မျိုးကျမတို့အိမ်ကိုရောက်လာကြတူတိုင်းကအေးလိုက်တာလို့ပြောတတ်ကြပါသည် ကျမတို့နေထိုင်သည့်မန္တလေးမြို့တည်သည် နောက်တို့မျိုးသည်ဖြစ်သည့်အားလျော်စွာနဂိုကပင်ရှိခဲ့သောတစ်ပင်များရော နောက်ဆိုင်သည့်အပင်များပါဝဝစီစီရှိလာပါ၏မြို့တက်တဲစားကစိုက်ခဲ့ပုံရသောထနောင်းတမာနဲ့ကုတ်ကူပင်ကြီးတွေကလည်းအထင်ကရအပင်ကြီးတွေဖြစ်နေပါပြီတောရိပ်တောပင်လိုတန်ဆွမ်းကြသည် အိမ်တိုင်းလိုလိုကလည်းအရေးရာပင်တွေစိုက်ထားကြသဖြင့် နှစ်သက်ကလေးရလာသည်နှင့် တစ်ပင်တွေကြီးထွားလာကြတာလည်းရှိပါ၏ကျမတို့လည်းမြို့တီကိုရောက်ပါပြီဆိုကြတဲ့ကကျမကိုယ်တိုင်တစ်ပင်တွေစိုက်ဖို့ပြင်ရပါသည် အရေးရအပင်တွေရောတီးပင်စားပင် အလားစိုက်ပန်းပင်တွေပါစိုက်တာဆိုတော့ရောက်စနှစ်ကပြိုးဥရင်ကိုပြေးရသည့်အခေါက်ပေါင်းကလည်းမရည်နိုင်ခဲ့မြ мян ကြီးသည့်အပင်အရေးဖားဖားရနိုင်သည့်အပင်မန္တလေးရာသီဥတို့နှင့်တိုင်းညီမြေအပင်ကိုလည်းရွေးရပါသည် မဲဆယ်တို့ခရီးတို့ဆိုရင် အရေးတိတ်တော့လဲပြေလုံးထွက်ဖို့ကြသည်ပထောက်တပင်နှစ်ပင်ဆိုက်ရမည်စိတ်မှန်းကလေးကတော့အမြင်စိမ့်သည်ငုပင်တွေကတော့အရွက်မသိပ်အပင်မဖားတော့လဲပွင့်ချိန်ဆိုရင်အပွင့်ဝါကလေးတွေတွဲလောင်းနေရှစ်စရာကောင်းသည် အမေအိမ်မှာတော့ပုံညက်ပင်ပေါက်ကလေးတွေတွေ့သည်ဒါကိုလဲကျမတို့ရှံဝင်းထဲချွေးဆိုက်ရအောင်မည် ကျမဤဝါဒနာအလျောက်တစ်ပင်ပန်းပင်ကလေးတွေစိုက်ပြိုးတာကိုထုံနေတော့စိုက်ရှင်သားတွေကခက်များများပေ40 60အကွက်ကလေးထဲမှာအိမ်က3ချိုး2ချိုးနေရယူထားတော့မြေကတိတ်ကြန်လာသည်မဟုတ်မြေကြံကောင်းကြံရထဲမှာစိုက်ရှင်သည် အပင်တွေကများသလိုဖြစ်နေသည်ပြိုးတုပ်ကလေးများဆလိုက်စဉ်ကတိတ်ပြီးအခက်အခဲမရှိတော့လဲအပင်ကလေးတွေထွာလာတော့ကြေတနာဖြစ်ရပြီအပင်တွေကြက်ကုန်သည် ဟိုပင်ဒီအပင် အပင်ချင်းလောင်းကြလာသည်ဒီထက်ကြီးလာလေဟိုအမြင့်ထုတ်ဒီအမြင့်ထုတ်ဖြစ်လာတော့မည်မဖြစ်သေးပါဘူးလေဆိုပြီးစိတ်ကြိုက်အပင်တွေရှန်ထားကပြန်နှုတ်ပြန်ရွှေ့အပင်တည်းပြတ်တော့နလန်မထူသည့်အပင်ကမထူတော့ရှင်သာလဲရှင်မြို့တင့်မြေကလဲမြေစိမဲကြစ်ကြစ်တစ်ပင်တွေက အမြင့်မဆွဲမစင်ချစ်ခံနေတာတွေရှိသည် တော်တော်နဲ့ရုံးမတက်နိုင်ပဲတတိတိတမြင်မြင်ဝတ်ခံနေကြသည်အမြင့်ဆွဲမိပြီဆိုရင်တော့ထိုးတက်လာကြပါ၏တချို့အပင်တွေဆိုရင်နှစ်တွေလာကုန်ခဲ့သည်ဘွန်ဆိုင်ပင်ကလေးတွေလို လိမ့်လိမ့်ကြစ်ကြစ်ပုပ်ပုပ်ကွေးကွေးကမတက်မင်းသူတေသနာက အောင်မြင်သားပဲကွာ အပင်ကြီးတွေကိုထရက်ဖြစ်အောင်ဤပညာမတော့ပဲလုံနိုင်တာကိုခုံယူတော့ကွာကျမအိမ်သားက ကျမအပင်တချို့ကိုကြည်ကစသည်။သူပြောလဲပြောစရာ။ကျမကမျက်မျက်ကြီးစီခြင်းလို့လားမသိ။ကိုတော်တို့ကတော်တော်နေရုံမထလာနိုင်တာတွေရှိပါ၏။အဟာရမပြည့်စုံတဲ့ကလေးတွေလိုကျုံကျုံလှီလှီဖြစ်နေတတ်ကြသည်။အခုတော့လေကျမတို့ပြောင်းလာသည့်ငါးနှစ်အတွင်းအပင်တွေစိုးစိုးဆင်းဆင်းရှိကြပါပြီ။တန်တန်ဆွမ်းဆွမ်းရှိကြပါပြီ။တနစ်တလန်ပကံကိုရောက်ခဲ့ပါပြီ။ အရေးရသည့်အပင်ကရကြပြီ။ပန်းအလှပင်တွေကပွင့်ကြပြီ။တီးပင်စားပင်တွေကတီးကြစားကြရပါပြီ။အိမ်ကိုရောက်လာကြသည့်မိတ်ဆွေတွေကအေးလိုက်တာလို့ဆိုကြတိုင်းကျမကိုယ်တိုင်အေးမြသွားတတ်ပါသည်။ဒီလိုအေးမြဖို့နေဘူးထဲမှာကြောကော့ခံကြရင်ရုံးကန်တက်လာကြသည့်အပင်တွေကိုကျေစုတင်မရ၏။သူတို့ဤဆွဲနှဘဲကို အားလဲကြရပါ၏။အညာဆိုလင်း ထဏောင်းကြောင့်ရှိစူရင်ပွင့်ရအယက်စူဖြူထဏောင်းကန္နာရတို့နှင့်သာ ဝေးစီရအယက်လို့ထင်ခဲ့ကြသည်အခုတော့ကျမတို့မန္တလေးမှာခရီးတွေလည်းပွင့်ကြပြီပဒတ်တွေလည်းပွင့်ကြပြီစိန်ပန်းနဲ့ဆွဲတော်တွေလည်းဝေးကြပြီကျမတို့ဆန်ကလေးပစ္စည်းကွေးထဲမှာပဲတောပင် တောင်ပင်ကျွားပင်ရက်ပင်ကလေးတွေစိန်ကြပါပြီဒီဆန်ကလေးကိုကျမတို့ဝယ်ကြမည်ဆိုတော့ မိတ်ဆွေတွေကလည်းအားတက်တရော်ဝိုင်းကြဝန်းကြပါ၏ဒီကျေးဇူးကို ကျမတို့မမေ့နိုင်ကြငွေကြေးရောဝိထုတာမကမေတ္တာစေတနာများနှင့်ပါဝိုင်းကြဝန်းကြလို့သာဝယ်လိုက်နိုင်ခြင်းဖြစ်ပါ၏မူလမြေပိုင်ရှင်ကလည်းကျမတို့စာရေးဆရာဇနီးမောင်နှံကို ရှစ်ခင်စွာပင်ဖိမရှာပါ၏ရှံကလေးဝယ်ရတော့စီကလေးလုံအောင်ကားဖို့ရှံကလေးရှင်းဖို့လင်းဖို့ပြင်ရပါသည် ဝင်းဆန်တခွင်လုံးအဝေးအပင်များဖြင့်ပြည့်နှံ့နေသည်လက်မောင်းလက်ယုံလောက်အပင်ကြီးတွေကိုအရင်ရှင်းရသည်အိမ်ဝဲအလဲကတီးပင်ကြီးကတီးတီးတွေခဲလို့စီးဖြူပင်ကြီးက လူလက်တစ်ပိုက်စာမကကြည့်သည်စီးဖြူတီးတွေလှိုင်းလှိုင်းပြီးကြလို့အရှိဘတ်ဆန်ကမကြီးပင်ကြီးသုံးလေးပင်ကလည်းနှစ်သက်တန်းရင်လာပါပြီအိမ်ဆောက်ဖို့ပြင်တော့ဒီအပင်ကြီးတွေခုတ်ရမည်ဖြစ်လာသည် ။တစ်ပင်ကြီးတွေနှမျောလုံးလာတော့လည်းမတက်နိုင်ပါ။ခုတ်ပါတော့လို့သာအင်ဂျင်နီယာကိုပြောရပါ၏။တစ်တပင်ဖြစ်ဖို့လွယ်မှတ်လို့အေးနှမျောစရာ။အမေကပြောတော့ကျမမပို့လို့ပင်နှမျောမိရသည်။ဟုတ်ပါရဲ့။တစ်ပင်တပင်ဖြစ်ဖို့နှစ်ပေါင်းများစွာစောင့်ရတာမဟုတ်လား။ကျမတို့ရှန်ဝိုင်းကလေးကလမ်းမကြီးပေးမှမဟုတ်ဒူချာလန်ခေါ်ကြသည်လမ်းတွယ်လေးထဲမှာရှိသည် လမ်းကလေးကလည်းဟိုဘက်ဒီဘက်နံပါတ်တက်လမ်းကြီးနှစ်ခုပိတ်ထားသည့်လမ်းတုံကလေးတောင်ဖြစ်ပါ၏။ရှောင်းအင်တန်လမ်းကလေးဒီကြားထဲမင်းနှရှင်းဆိုင်ကတက်အိမ်ပဲကျမတို့လမ်းဘက်ကိုလှည့်ထားတာဖြစ်ပြီး ကျမတို့အဆန်အိမ်နေရာလေးကွက်မှာလဲလူမနေကြသည်။ဝိုင်းပလက်တွေများသည်။ရှုံတွေပေါင်းတွေကလည်းခဲကြလို့အရှိဘက်ကဆိုလုံးဝထမဖြစ်တော့တဖက်ပိတ်လမ်းကလေးဖြစ်နေတော့သည်။ ခြုံတွေပေါင်းတွေတောထနေတာမို့ဒီလန်းကအတော့မတွင်ပဲရှိခဲ့သည်။ကျမတို့မှာတော်ကြီးခေါင်ခေါင်တဲ့ရောက်နေတယ်လို့ဖြစ်နေခဲ့ပါ၏။ပင်ကြီးပင်ကောင်းတွေမဟုတ်တောဆောက်ပင်တွေချင်းပါ။အင်္ဂလိပ်ဆောက်ဖို့ဖြစ်လာတော့အဝိယာတော်ကြီးကိုရှင်းလင်းရပါပြီ။ကိုရှိကိုလန်းတွားဖြစ်အောင် လမ်းဖော်ရသည်။ကိုပတ်ဝန်းကျင်စိုးပြေအောင်ကိုယ်တိုင်မျက်နှာဖွင့်ရသည်။စရုံးကလေးထုံရပြီ။ တနက်ခါလေးတင်ရပြီတက်နိုင်သမျှရှင်အောင်တန့်အောင်ကို့အားကလေးနဲ့ပြုတ်ရပြင်ရပါသည်ဒီနေရာကအိမ်ဒီနေရာကမြေလို့ပနဲ့ချင်းတူကြပြီဆိုကြတဲ့ကလွရလွကင်းနေရာတွေမှာတစ်ပင်ဆိုင်ရပြီအမေကအိမ်ရှိတမအိမ်နောက်ကတဲ့စီဝါတက်တဲ့အဆိုးရှိတယ်ဆိုင်ဟဲဆိုလို့ကြက်ပင်ချရသည်အိမ်ရှိစီယိုးမှာ တမာပင်ဆိုက်ရသည်ကျမတို့ဇနီးမောင်နှံနှစ်ဦးစလုံးစာရေးကြသူတွေဆိုတော့ကျေးဇူးရှင်စာပေမိဘများကိုရီမှတ်၍တစ်ပင်ကလေးတွေစိုက်ဖြစ်ကြပါ၏ဆရာစောကြီးအထိတ်မှပထောက်ပင်ဆရာမင်းတူဝအမှတ်တရပြင်မပင်ဆရာပါရဂူအတွက် ပုံညက်ပင်ဆရာတကုံတရားအတွက်မဲဆဲဆရာတက်မလို့ဖုံးနိုင်အတွက်ဆွဲတော်ပင်ဆရာမြတ်တန်းတဲ့ ဆရာသိမ့်ဖိန်မင်းတို့အတွက်တမကျမတို့ရောက်ပြီးနှစ်နှစ်အတွင်းမြေခွက်တွေမှာ လူတွေနေလာကြပြီလမ်းဆိုးကိုပြင်ကြသည်တစ်ပင်ဆိုးတွေကိုခုတ်ကာတစ်ပင်ကောင်းတွေစိုက်ကြပြီကျမတို့အိမ်ကအပင်တွေကို ကျမကိုယ်တိုင်ကြည်နူရသလိုသူတကာတို့စိုက်ကြသည့်အပင်တွေကြောင့်လည်းစိတ်ရှမ်းသာရပါသည်ကျမတို့အိမ်ဆောက်စင်ကမြစ်တာပြင်ငွေရှိပေးခဲ့တော့ကျေးဇူးရှင်တဦးရှိခဲ့သည် ကျမတို့ပိုင်းကံတော်ကြီးတိုက်ခံရောင်းရတော့အကျွေးဆက်လောက်သွားသဖြင့်ညာရင်းချင်းပင်တွားရောက်ပြီးဆက်ရင်ကတော်ခဲကြပါသည်အကျွေးကြီးတော့ခေါင်းပေါ်ရပြီကို့မြေကို့အင်္ဂလိပ်နဲ့နေခွင့်ရသည့်အအေးတက်ကိုခံစားရပြီတသက်တာပျော်ရွှင်ရှမ်းမြေ့ခြင်းလင်းတစ်ပင်ဆိုင်ပါတဲ့မှန်လိုက်သည့်စကားကျမကိုတွေ့ရင် အင်းရှိအဝင်ပေါက်ရှမ်းတိုင်းမှာယုံတင်ထားတော့ ခိုင်ရွှေဝါပန်းတွေကဆုတ်ဆုတ်ခဲခဲခရဝါပွင့်တွေကဝင်းဝင်ဝဲဝဲပုံညက်တွေကပလဲဦးစီဇလတ်တွေကဖွေဖွေဆုတ်ဆုတ်နှင်းစီတွေကရောင်စုံကမုန်းတွေကမျိုးစုံစောကြာစော်နီစောမုတ်စိတ်စုံစပယ်ညာလေးညာဝါတပြေယူစနာတနက်ခါအစုံအစုံတစ်ပင်တွေရတိုင်းပြိုးတုတ်ထုတ်ပြီး ယိုးပါထားတာတွေလည်းရှိသည်အိမ်ကိုလာကြသမျှမိတ်ဆွေတွေကိုစိုက်လို့ယူလို့ကကျမပြိုးပင်ပေါက်ကလေးတွေလက်ဆောင်ပေးရပါ යි ကျမအိမ်မှာပြိုးပင်ထုတ်ကလေးတွေကိုက ပြိုးစံတစ်ဆန်စာလောက်ရှိနေပြီတစ်ပင်လက်ဆောင်ပေးရခြင်းသည်အေးမြောက်သောကုလိုတစ်မျိုးလိုကျမခံယူပါသည် အေးမြောက်ခြင်းကိုရယူလို့လင်းအေးမြောက်ခြင်းကိုစိုက်ပြိုးရမည်အေးမြောက်ခြင်းကိုစိုက်ပြိုးပါမှ အင်းမြောင်ချင်းကိုရိတ်တင်းရမှာမဟုတ်လားတခါကတော်မြင်းခွာရွက်များဖြင့်တင်းနဲ့နေတော်လံရှုံနယ်တွေဆုတ်ဆုတ်ထွေထွေတဖက်ပိတ်လံအမိုက်တရိုက်စုပုံရလံမွေပါကင်းပါကြောက်ရွံ့ခရတော်လံရေတတော်တော်ဝတ်တစီစီနင်းခရတော်လံအခုတော့လမ်းကလေးပွင့်ပါပြီလမ်းကလေးတာပါပြီရှုံနယ်တို့ကင်းပါပြီငူးနေတမား စိတ်မန်းနေခရီးတွေလည်းပွင့်ကြပါပြီ။တခါကဟာလောင်ပလက်ဆန်တွေမှာလည်းလူသူလေးပါရောက်လာကြပါပြီ။တစ်ပင်တွေစိုက်ကြပြီ။အိမ်ဝိုင်းလေးထဲမှာစိုက်လို့အမရကြလေတော့လမ်းဘေးမှာလေကာမီးကစိုက်လာကြသည်။မဲဆဲထနောင်းပုပ်ကိုတမအခုတော့ตาရောင်တော်တော်လန်ကလေးဖြစ်နေလေပြီ။တခါကအိမ်နှစ်မလွတ်တဲ့ဖြစ်ခုန်ပြိခေရတော်စည်းဖြူပင်စည်းပင်နဲ့ မကြီးပင်တွေကိုနှမျောစိတ်တွေလည်းပြေရောခဲ့ရသည်တစ်တပင်ရောတော့နှစ်ပင်ဆိုင်ယုံပြီနှစ်ပင်ရောတော့လေးပင်ဆိုင်ကြတာပေါ့ဖြစ်ခဲ့တာတွေဆောက်ရုပ်ခဲ့တာတွေပြင်မသွေးကျင်တော့အစ်စ်တပန်ရှင်တန်ဖို့ရတာအရေးကြီးသည်စိတ်လေးပြတန်တရွေတစ်ပင်တွေစိမ့်ကြပြီပန်းမီပွင့်ကြလိမ့်မည်တိုးကတိုးကဆိုင်ရှင်လှတော့လေနေရာမရှိတော့ဘရိတ်အုပ်ထားရပါ යි မန္တလေးမြို့တည်နန်းတည်တက်နှင့်150ရှိခဲ့ပါပြီ။ပွဲတော်ကြီးလည်းကျင်းပခဲ့သည်။ကျမစိတ်ကူကတော့တမျိုးမန္တလေးမြို့တည်နန်းတည်တက်နှင့်150အထိမ့်မှတ်တစ်ပင်ကလေးတွေစိုက်စေခြင်းသည်။တအိမ်နဲ့တစ်ပင်တစ်ပင်ပဲစိုက်အောင်တော့မန္တလေးမြို့အိမ်ကြီး9သိန်းရှိလင်ပင်အပင်ကြီး9သိန်းဒုထက်မက10သိန်းကိုစိုက်သည့်အပင် ကိုတောင်းဝန်ယူကြလင် မရှင်းတန်စရာမရှိထိုအခါမန္တလေးသည်တစ်ပင်မျိုးတော်ကြီးဖြစ်လာမည်မဆိုင်ခဲ့သူတို့စိုက်ကြစီခြင်းသည်စိုက်ခဲ့သူတို့လည်းထပ်မံစိုက်ကြစီခြင်းသည်ကျမတို့မိသားစုအတွက်တော့တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲမိတ်ဆွေတယောက်ကတစ်ပင်ပန်းအိုးတွေလက်ဆောင်ပေးလာပါ၏ဧကရိပင်ကလေး၃ပင်အင်ရှေမျက်နှာစာမှာ၁ပင်အိမ်ကောင်းရင်းမှာ၁ပင် လမ်းဘက်မှာတပင် မန္တလေးနှစ်150ကိုဂုံပြူပြီး ကျမစိုက်ဖြစ်ခဲ့ပါ၏နှစ်150အပင်ကလေးတွေပေါ့ကျမကတော့မန္တလေးမြို့တီနန်းတီနှစ်150ပြည်လုံးကစိုက်ခဲ့သောအပင်များဖြင့်နောက်မျိုးဆက်ကို အမွေကောင်းပေးခြင်းပါ၏တစ်ပင်စိုက်ကြရအောင်ပါနောက်ဆက်ပြီးခဲ့ကြတဲ့ story for you ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်